ားအလုံးပဲမင်္ဂလာပါမြောက်တန်နေမကနေပြန်လည်ပြီးတော့မှကြိုဆိုပါရယ်ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားဒီနေ့မှာတော့ဒီခရီးယန်ဘာသာနဲ့ဂျူးဘာသာတို့ဘလို့꿰ထွက်တော့ခဲ့တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဂျူးဘာသာနဲ့ခရီးယန်ဘာသာဆိုတာကအာဗြဟံကိုယုံကြည်တဲ့ဘာသာသုံးခုပေါ့နော်ဒီဂျူးခရီးယန်အစ္စလမ်ကနေဆင့်သက်လာတဲ့ကိုယ်ကယုံကြည်မှုနှစ်ခုဖြစ်ပါတယ်ဒီအဲ့ဒီဘာသာတရားနှစ်မျိုးဟာထောင်ပေါင်းများစွာကြာမြင့်တဲ့တမိုင်းကြောင်းကိုအတူတကွမျှဝေခဲ့ကြပြီးတော့မှာ အမျိုးမျိုးသောတိုင်းနိုင်ငံတွေမှာအတူတကောရှင်တွဲနေထိုင်ခဲ့ကြပါတယ်။ဒါကြောင့်အဲ့ဒီဘာသာနှစ်ခုဟာတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိတဲ့ဘာသာနှစ်ခုအဖြစ်လူတွေကမှတ်ယူကြပါတယ်။ကရုကအဲ့ဒီဘာသာနှစ်ခုဟာဆိုရင်အတူတူဖြစ်တယ်လို့မှတ်ယူကြပေမဲ့နောက်ပိုင်းမှာတော့တိကျဘာသာတရားအဖြစ်သတ်မှတ်လာခဲ့ကြပါတယ်။ပထမရာစုဖြစ်တဲ့ဒီခရစ်ယာန်ဘာသာစတင်ပေါ်ပေါက်တဲ့အချိန်ကာလမှာဆိုရင်ခရစ်ယာန်ဆိုတာကပါလက်စတိုင်းမှာနေတဲ့ဂျူးလူမျိုးတွေနဲ့ဖွဲ့စည်းထားတဲ့ဘာသာလို့ပြောလို့ရပါတယ်။ဒါပေမဲ့ယာစုနှစ်တွေကြာလာပြီးတဲ့နောက်မှာတော့ ပတ်တန်နူတဲ့ Korean ဘာသာကရောမန် Empire တစ်ခုလုံးပြန့်နှံ့တော့ခဲ့ပြီးတော့ဒီမူလယူဆချက်ဖြစ်တဲ့ဂျူးဘာသာနဲ့မတူညီတော့ပဲလွန်ဝအကွေထွက်သွားတာကိုတွေ့ရပါတယ်။ဘာသာတစ်ခုရဲ့ယူဆချက်တွေကအဓိကကွေလေးချက်တွေရှိနေတဲ့အတွက်တခြားဘာသာတစ်ခုအဖြစ်လူတွေကအမှတ်ယူလာခဲ့ကြပါတယ်။ဘလို့အခြေအနေတွေဘလို့အကြောင်းအရာတွေနဲ့ဘေးအချိန်မှာကွေထွက်တော့ခဲ့တာလဲဆိုတာကိုကျွန်တော်ဒီကနေ့ဗီဒီယိုမှာအတိုင်းအတိုင်းဆုံးကျွန်တော်တည်တလောက်ရှင်းပြပေးတော့မှာဖြစ်ပါတယ်။ ယောမအင်ပါယာကဒီယုံကြည်မှုနှစ်ခုအပေါ်မှာဘလို့လွှမ်းမိုးမှုတွေရှိခဲ့တဲ့ဆိုတာရဲ့ဘာသာနှစ်ခုကအပြန်အလှန်ဘလို့ထင်မြင်ယူဆခဲ့တဲ့ဆိုတာရဲ့စားတဲ့အကြောင်းအရာတွေကိုလည်းတပါးတည်းပြောပြပေးတော့ပါမယ်ဘာသာနှစ်ခုကမတူညီကြဘူးလို့ဒီပြောဆိုကြတာမျိုးရှိပေမဲ့တူညီတာတစ်ခုကတော့ဓမ္မဟောင်းကျမ်းလေးမှာရေးသားဖော်ပြထားတဲ့ဘုရင်ကြီးရှောလမုန်ရဲ့ဒီရှောလမုန်သင်းကိုတော့အတူတူတည်ဆိုကြတဲ့ဘာသာနှစ်ခုဖြစ်ပါတယ် ရှစ်ခေတုန်းကဒီအင်မတန်ရှမ်းသာတဲ့ဆောလမွန်ဘုရင်ကြီးရှိခဲ့ပါတယ်။များသောအားဖြင့်ဒီဆောလမွန်ဘုရင်ကြီးတို့တည်ကြပေမဲ့ဟီဘရူးဘာသာပေါ်တော့ဒီတနည်းအားဖြင့်ဂျူးဘာသာစကားကနေမြန်မာပြန်ခဲ့တဲ့ဒီဆရာယူတတန်ကတော့ဆောလမွန်ဘုရင်ကြီးလို့ဘာသာပြန်ထားတာကိုတွေ့ရပါတယ်။ခရစ်ယာန်ဘာသာကဂျူးဘာသာတွေကနေဘလို့ခွဲထွက်တော့ကလေးဆိုတာကိုကျွန်တော်မပြောခင်ပါ။ပထမရာစုနှစ်အတွင်းဒီခရစ်ယာန်ယုံကြည်မှုပေါ်ပေါက်လာခဲ့တဲ့အခါမှာဘာသာတစ်ခုရဲ့ယုံကြည်ချက်တွေကဘလို့တွေရှိတယ်ဆိုတာကိုတည်ထောင်ဖို့လိုအပ်ပါတယ်။ပထမရာစုနှစ်ကာလအုပ်ချုပ်ရေးကတော့ ရွာမအုပ်ချုပ်ရေးဖြစ်ပါတယ်။ရွာမအင်ပါယာကမြေဒီပင်လေဒေတာတစ်ခုလုံးကိုထိန်းချုပ်ခဲ့တာပါ။ရွာမအင်ပါယာအတွင်းမှာအဓိကဘာသာစကားနှစ်ခုကိုအသုံးပြုခဲ့ကြပါတယ်။လက်တင်ဘာသာစကားကိုတော့အင်ပါယာရဲ့အနောက်ဘက်ဒေတာတစ်ဝိုက်မှာအဓိကထားအသုံးပြုကြပြီးတော့မှဂရိဘာသာစကားကိုတော့အရှေ့ဘက်ဒေတာတစ်ဝိုက်မှာအဓိကထားပြီးအသုံးပြုခဲ့ကြပါတယ်။ဂျူးလူမျိုးအများစုဟာပါလက်စတိုင်းဒေတာတစ်ဝိုက်မှာသာမကပဲအခြားနေရာတွေမှာပြန့်နှံ့နေထိုင်သူတွေဖြစ်ကြပါတယ်။အဓိကအဖြစ်ဒီအရှေ့ဘက်ဒေတာမှာနေထိုင်ခဲ့ကြတဲ့အတွက် ဂရိအတွေ့အခေါ်တွေနဲ့ယဉ်ကျေးမှုတွေလွန်မိုးခြင်းကိုခံခဲ့ရပါတယ်။ခရိယံဘာသာအစပြုတဲ့ကနဦးအစဉ်ကာလတွေမှာအရှိမြေတွေပင်နေတဝိုက်ဒီယုံကြည်ချက်မျိုးစုံနဲ့ကိုးကွယ်မှုမျိုးစုံရှိနေခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကတိုင်ယန်နာမျိုးရက်ဒီပရိုဖက်ဒီအပိုလိုနီးယပ်ဆိုတဲ့သူကဆန့်ကျင်တဲ့ဒီပိုက်သာဂိုရက်အယူဆတွေကိုတင်ကြားပေးခဲ့ပါတယ်။အပိုလိုနီးယပ်ဆိုတဲ့သူကဒီရောမအင်ပါယာတခြားလှေးလေသွာလာရုံသာမကပဲအိန္ဒိယနိုင်ငံအထူးပါခရီးစင်ကေတူတယောက်ဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်သူ့ရဲ့ user ချက်တွေကအိန္ဒိယအတွေ့အခေါ်တွေလည်းပါဝင်နေနိုင်တယ်လို့သတ်မှတ်လို့ရပါတယ်။သူ့ရဲ့အကြောင်းကိုတော့ Korean တမချင်းစာတွေမှာဖော်ပြထားတာမျိုးမတွေ့ရပါဘူး။နောက်ထပ်ကြော်ကြားတဲ့အယူအဆနှစ်ခုလည်းမြေဒီပင်တွေဒေတာတဝိုက်မှာလူတွေလက်ခံကျင့်သုံးခဲ့ပါတယ်။အဲ့ဒီအယူအဆတွေကဒီ Store Water နဲ့ဒီ Neo Plato Water တွေဖြစ်ပါတယ်။ Store Water ဆိုတာကတော့ဒီကိုချင်းတရားပေါ့နော်ဒီတနည်းအားဖြင့်ဆိုရင်ပညာတတိတရားမျှတမှုနဲ့စိတ်ထိန်ရှုံးနိုင်မှုကိုအမြင့်ဆုံးတန်ဖိုးအဖြစ်သတ်မှတ်တဲ့အယူအဆတစ်ခုဖြစ်ပါတယ်။ စတိုဝါဒီတွေကဒီအစင်ရှင်တရားရဲ့အရေးပါဘူးကိုအလေးထားပြီးတော့မှသဘာဝနဲ့ညီနေထိုင်ဖို့တိုက်တွန်းပါတယ်။ပြောင်းလဲလို့မရတဲ့အရာတွေကိုလက်ခံပြီးတော့မှပြောင်းလဲလို့ရတဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ဖို့အကြံပြုပါတယ်။နီယိုပလေတိုဝါဒမှာတော့ဒီတရားထိုင်ခြင်းပြီးရင်ရှိုးဝဲဆန်းကျင်တဲ့အတွေ့အကြုံနဲ့ဝိညာဉ်ကိုတန်းစင်ခြင်းတွေပေါင်းဝင်ပါတယ်။နီယိုပလေတိုဝါဒကအရာဝတ္ထုတွေရဲ့သဘာဝပြီးရင်ဝိညာဉ်နဲ့ဒီနတ်ဘုရားတွေနဲ့ပတ်သက်တဲ့အတွေ့အခေါ်ဆိုင်ရာအာရုံစုဆိုင်မှုကိုအဓိကထားပါတယ်။အဲ့ဒီလိုအတွေ့အခေါ်တွေအမျိုးမျိုးက ယူဘာသာနဲ့ဒီအစောပိုင်းခရီးရဲ့ယုံကြည်မှုတွေအပေါ်မှာအများကြီးလွှမ်းမိုးမှုရှိပါတယ်။ဒီနေရာမှာကျွန်တော်တခုပြောချင်တာကဒီဆော်လမွန်ပေါ့နော်တနည်းအားဖြင့်ဒီဆော်လမွန်ဘုရင်ကြီးလက်ထက်ကရှိခဲ့တဲ့ပထမဘီးမဲတော်ကိုဘေဘီလုံဘုရင်ရဲ့တပ်ဖွဲ့တွေကဝင်ရောက်သိမ်းပိုက်ဖျက်ဆီးခဲ့ပါတယ်။ဒါကြောင့်ဂျူးတွေရဲ့ကိုးကွေမှုပြုလုပ်ရနေရဖျားချောင်းပေါ့နော်ဒီတနည်းအားဖြင့်ဘီးမဲတော်ကြီးကပျက်စီးသွားခဲ့ပါတယ်။အဲဒီပထမရာစုကာလကဂျူးတွေရဲ့ဒုတိယဘီးမဲတော် ကာလဖြစ်ပါတယ်။အဲ့ဒီရှင်ကာလကဘီးမဲတော်ကိုဒီ ဒုတိယအကြိမ်ပြန်လည်တိဆောက်ထားကြတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီအချိန်ကာလမှာတော့ဂျူးဘာသာဆိုတာကဂျေရုဆလင်မြို့မှာတည်ရှိတဲ့ဗိမာန်တော်မှာရစ်ပူဇော်မှုတွေပြုလုပ်ကြတဲ့ဘာသာတရား။အဲ့ဒီဗိမာန်တော်ကိုဒီခရီးတော်တွေလာရောက်လေပတ်ကြတဲ့အချိန်ဖြစ်ပါတယ်။ရောမအုပ်ချုပ်မှုနဲ့ဒီဂရီတို့ရဲ့လွန်မိုးမှုတွေကြောင့်အယူအဆမတူညီတဲ့ဂျူးအုပ်စုတွေအများအပြားထွက်ပေါ်လာခဲ့ပါတယ်။ကိုယ်ထွက်တော်တဲ့အုပ်စုက၄ခုရှိပါတယ်။ဘာသာတရားကိုကိုင်းဆိုင်တဲ့သူရဲ့ပြီးရင်နိုင်ငံရေးကိုတုံ့ပြန်ကျင်တဲ့သူတွေရဲ့ဆိုပြီးတော့မှကျွန်တော်တို့အဓိကခွဲခြားလို့ရပါတယ် ထမအုပ်စုကတော့ကျွန်တော်တို့ဒီ Pharisee တွေဖြစ်ပါတယ်သူတို့ကဒီ Rabbi Jew ဘာသာရဲ့ရှေ့ပြေးတွေပါ Rabbi Jew ဘာသာဆိုတာကအခုခေတ် Jew ဘာသာရဲ့အခြေခံပါ သူတို့ကဒီဗိမ္မာန်တော်မှာပူဇော်ပါတာတာထဲဒီ Jew ဥပဒေကိုလိုက်နာဖို့ ਨੇ ဘဝနေထိုင်မှုပုံစံကိုအဓိကထားပါတယ်သူတို့ကဂျေရုဆလင်ဗိမ္မာန်တော်ရဲ့အရေးပါမှုကိုသိပြီးတော့ဂယုမဆိုင်ရှင်ခဲ့ကြပါဘူးဒါပေမဲ့လုံးဝဂယုမဆိုင်တာတော့မဟုတ်ပါဘူးစီမီစီကန်တွေကိုပို့ပြီးတော့လိုက်နာတင်းတယ်လို့သင်ကြားတဲ့သူတွေဖြစ်ပါတယ်နောက်အုပ်စုတစ်ခုကတော့ ဇန်ဒူးကေးတွေပါသူတို့ကဂျူးတွေရဲ့ဒီအထက်တန်းဖော်တွေပါသူတို့ကဗိမ့်မန်တော်ရဲ့ဒီအရေးပါမှုကိုအလေထားပြီးတော့မှဗိမ့်မန်တော်မှာပူဇော်ပါသတာတွေကိုအဓိကထားပါတယ်နောက်အုပ်စုတစ်ခုကတော့အစင်းတွေပါသူတို့ကအနာကဲဟော်ပြောတဲ့သူတွေပါသူတို့ကလူအဖွဲ့အစည်းနဲ့ဝေးရာမှာပြီးခြားနေထိုင်ပြီးတော့မှဘာသာရေးကိုအဓိကထားပါတယ်သူတို့ကနောက်ဆုံးသောကာလအတွက်စောင့်မျှော်ပြင်ဆင်နေကြတဲ့သူတွေဖြစ်ကြပါတယ်နောက်ထပ်ဒီအုပ်စုတစ်ခုကတော့ဇေလုတ်တွေဖြစ်ပါတယ်သူတို့ကယောမအုပ်ချုပ်မှုကိုဆန်းကျင်တဲ့ပုံကံသူတွေပါ သူတို့ရဲ့အယူအဆကယောမလူမျိုးတွေရဲ့အုပ်ချုပ်မှုအောက်ကနေလွှမ်းမြောက်ဖို့အတွက်တော်လှန်ဖို့ကိုပဲအတီးကားထားကြပါတယ်။အဲ့ဒီရှင်ကလေးကရှိခဲ့တဲ့ဒီဂျူဂိုင်းခွေးတွေဟာဒီနိုင်ငံရေးအရာပေါဝင်ခဲ့ရတဲ့အပြင်ဘာသာရေးဆိုင်ရာကိစ္စရပ်တွေပြီးရင်လူမှုဘဝကိစ္စရပ်တွေနဲ့တခြားသောလူမျိုးတွေကိုဘလို့ဆက်ဆံရမယ်ဆိုတဲ့ဖြစ်ရှင်းနည်းတွေကိုအာရုံစိုက်ခဲ့ရပါတယ်။ဒါကြောင့်ဒီ Hellenic အတွေ့အခေါ်တွေရဲ့လွှမ်းမိုးမှုခံရတဲ့ဂျူဘာသာတရားကနေဆန်သက်ပေါက်ဖောလာတဲ့ခရစ်ယာန်ဘာသာကလည်း အစောပိုင်းကာလတွေမှာထူခြားတဲ့ယုံကြည်မှုတွေနဲ့အတူကွေးပြားတဲ့ဘာသာတစ်ခုဖြစ်ခဲ့ပါတယ်။ခရစ်ယာန်ခိုင်ခွဲတွေဟာဒီခရစ်ယာန်ဘာသာရဲ့အစားကာလဖြစ်တဲ့နှစ်ပေါင်း၁၀၀အတွင်းမှာအယူအဆအမျိုးမျိုးရှိခဲ့ပါတယ်။ခရစ်တော်နဲ့ဘလို့ဆက်တွေ့ရမလဲဆိုတဲ့အယူအဆတွေကအစားမတူကွေးပြားမှုရှိခဲ့ကြတာပါ။ဒီဖက်ကခရစ်ယာန်တွေကဒီကနဦးခရစ်ယာန်ယူဆချက်တွေကိုကြားသိရမယ်ဆိုရင်အံ့ဩနေကြမယ်ဆိုတာသိကြပါတယ်။ကျဲစာကလည်းအမျိုးမျိုးရှိနေခဲ့တဲ့အပြင်တွေးခေါ်ပုံတွေပြီးရင်ဒီထုံနှဲဆန်လာတွေနဲ့ ဖျားသခင်စီရှင်ကဲမှုဆိုင်ရာပုံစံတွေကလည်းလုံးဝမတူပဲကွဲပြားနေခဲ့ပါတယ်။အဲ့ဒီလိုဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကရောမအင်ပါယာအတွင်းကဒီဘာသာရေးကွဲပြားမှုတိုးလာချိန်မှာဖြစ်ပေါ်ခဲ့တာပါ။ဒီ notif အယူအဆနဲ့မေဒရာအယူအဆတွေကလည်းတဆိုးသောဂိုင်းကွေးတွေအတွင်းမှာအတိုင်းများလာခဲ့ပြီးတော့မှရောမဂရိအီဂျင်းနဲ့ဒီမက်ဆိုပိုတီးမီးယားတို့ရဲ့နတ်ဖျားတွေနဲ့အတူရှင်တွေးပြီးတော့မှကိုးကွယ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်ကာလအတွင်းမှာဒီခရစ်ယာန်နဲ့ဂျူးဘာသာတို့ဟာ ယောမအင်ပါယာတဝင်းတည်ရှိခဲ့တဲ့ဒေသဆိုင်ရာကိုးကွယ်မှုအများကြီးတွေကနှစ်ခုပဲဖြစ်ပါတယ်။ဂျူနီခရီးယန်ဘာသာကိုတစ်ခုတည်းအဖြစ်သတ်မှတ်ခဲ့လေရှိပေမဲ့ယောမအုပ်ဆုံးမှုအမှာအီကရစ်နာဘာကဂျူးတွေကိုတီရှားကောက်ခံတဲ့အခွင့်ကောက်ယူမှုမှာခရီးယန်တွေကိုကင်လွတ်ခွင့်ပေးခဲ့တာမျိုးတွေလည်းရှိလာခဲ့ပါတယ်။အဲ့ဒီချက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘာသာတရားနှစ်ခုဟာတစ်ခုနဲ့တစ်ခုမတူညီဘူးဆိုပြီးတော့မှယောမအစိုးရကသတ်မှတ်လာတဲ့ပုံစံကိုမြင်တွေ့လို့ရပါတယ်။ခရီးယန်ဘာသာဆိုတာကဒီ AD ပထမရာစု ယူဒီးယားဒေသမှာစတင်ပေါ်ပေါက်လာခဲ့တဲ့ဘာသာတရားဖြစ်ပါတယ်။ဂျေရုဆလင်မှာရှိတဲ့မူလအတိုင်းအဝိုင်းဂျူးလူမျိုးတွေကနေပေါက်ပေါက်ဆင်းသက်လာတဲ့ဘာသာတရားကနောက်ပိုင်းမှာတော့တခြားနေရာအနှံ့အပြားကိုပြန့်နှံ့တော့ခဲ့ပါတယ်။ခရစ်တော်ကိုယုံကြည်တဲ့သူတွေအများအပြားပေါ်ထွက်လာကြပြီးတော့မှအဲ့ဒီလူတွေကဂျူးလူမျိုးမဟုတ်တဲ့သူတွေဖြစ်ပါတယ်။ဂျူးဘာသာဝင်မဟုတ်တဲ့ဖျားသခင်ကိုယုံကြည်တဲ့အဖြစ်အပျက်မျိုးကအရင်ဆုံးကတည်းကရှိခဲ့မှုပါတယ်။ခရစ်ယာန်မပေါ်ပေါက်ခင်မှာဂျူးတချို့ကဒီဂျူးဘာသာဝင်အစစ်မဟုတ်ပေမဲ့ ဖန်ဆင်းခြင်းဘုရားသခင်ကိုလက်ခံကျင့်သုံးခဲ့တဲ့သူတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ဒီသခင်ယေရှုကိုကေတင်ပိုင်ရှင်ပေါ့နော်ဒီမေရှိယအဖြစ်ယုံကြည်လက်ခံလာကြတဲ့အခါမှာဘာသာရေးဆိုင်ရာရှုပ်ထွေးမှုတွေကဖြစ်လာခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကအဓိကမေခွန်ကြီးတစ်ခုရှိခဲ့ပါတယ်။သခင်ယေရှုကဂျူးဘာသာဝင်တွေကိုသာကေတင်ဖို့ပေါ်ပေါက်ခဲ့တာလား။ဒါမှမဟုတ်လူသားတိုင်းကိုကေတင်ဖို့အတွက်ပေါ်ပေါက်ခဲ့တာလားဆိုတဲ့မေခွန်ပေါ်ထွက်လာခဲ့ပါတယ်။ဂျူးလူမျိုးတွေဟာဒီလိန်တန်ထိတ်အရေပြားလှိတဲ့အရာကိုလှုပ်ဆောင်ရပါတယ်။ အဲ့ဒီဘေးပတ်လေးမှာရှိတဲ့လူမျိုးတွေကတော့သူတို့မှအဲ့ဒီ delay ထုံးစံမရှိပါဘူးတကယ်လို့ခရိယန်ဘာသာတွေကိုဝင်ပြီးတော့မှသခင်ခရစ်တော်ကိုလက်ခံယုံကြည်မယ်ဆိုရင်အရေးပြားလှီတင်လားဆိုတဲ့မိကုံကလည်းထပ်မံ့ပြီးတော့မှပေါ်ပေါက်လာခဲ့ပါတယ်ရှေးရိုးဆွေးယုံကြည်သူတွေကတော့တကယ်လို့သာတခြားမယုံကြည်သူတွေကခရိယန်ဘာသာတွေကိုဝင်လာမယ်ဆိုရင်အရေးပြားလှီပြဲခြင်းကိုလက်ခံသင့်တယ်လို့အခိုင်အမာဆိုခဲ့ကြပါတယ်တခြားကလည်းအဲ့ဒီကိစ္စကိုမလုံဆင်တဲ့သူတွေရှိခဲ့ပါတယ်အဲ့ဒီချိန်မှာအသင်းတော်အတွင်းမှာဒီလူငယ်တွေကြားပဋိပက္ခတွေ အယူအဆကွေးပြားမှုတွေဖြစ်လာပြီးတော့မှရှုပ်ထွေးမှုတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့်ဂျေရုဆလင်မှာပထမဆုံးအကြိမ်ကောင်စီခေါ်ယူကျင်းပရတဲ့အကြောင်းရင်းဖြစ်လာခဲ့ပါတယ်။အဲ့ဒီအတော်အတွင်းမှာလည်းယုံကြည်ယက်တိချက်တွေအမျိုးမျိုးရှိနေခဲ့ပါတယ်။အဲ့ဒီပထမရာစုမှာခရိယန်ဘာသာရဲ့အကြီးမြတ်ဆုံးသောတမန်တော်ပေါလုကအဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။ပေါလုကဒီဖျားသခင်နဲ့သူ့ကြားမှာရှုပ်ဆိုထားတဲ့ပဋိညာအစ်စ်ကြောင့်ခရစ်တော်ကိုယုံကြည်မဲ့သူတွေတိုးပေါ်လာဖို့ကသူ့ရဲ့တာဝန်ဖြစ်ပါတယ်။ ဒီနေရာမှာတမန်တော်ပုလူကအင်မတန်ပါနေတဲ့လူပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့တယ်လို့ပြောရမှာပါဒီဘက်ခေတ်စကားနဲ့ပြောရမယ်ဆိုရင်သူ့ဘက်ပါအောင်စီယုံနိုင်တဲ့ဘာသာရေးသမားတယောက်ဖြစ်ပါတယ်အရေးပြားလှိတဲ့ကိစ္စကငကူမျိုးရိုးရှိတဲ့သူတွေကတော့လှိဖို့ပြဿနာမရှိပေမဲ့အဲ့ဒီကိစ္စကိုမလုပ်ရှင်တဲ့သူတွေလည်းအများအပြားရှိနေပါတယ်အရေးကြီးတာကဒီကီတန်ရှင်ခရစ်တော်ကိုလက်ခံယုံကြည်သူတွေပေါ်များလာဖို့ကအဓိကဖြစ်ပါတယ်သူကအဲ့ဒီခေတ်မှာဩဇာကြီးမားတဲ့သူတယောက်ဖြစ်တဲ့အတွက်ဒီကိစ္စကိုပါနေစော်ကြိုက်တွေဖြစ်ရှင်းပေးခဲ့ပါတယ် ဂျူးလူမျိုးတွေကလည်းအရေးပြားလှိပြတဲ့ကိစ္စကိုအရေးတူပြုနေတာဖြစ်တဲ့အတွက်လှိပြတင်းတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ဂျူးမဟုတ်တဲ့သူတွေကိုတော့အရေးပြားလှိပြစရာမလိုဘူးလို့ဆုံးဖြတ်ပေးခဲ့ပါတယ်။ဒါမျှတတဲ့အပြင်လူအခွင့်အရေးကိုလေစာလိုက်နာခဲ့တာလို့လည်းကျွန်တော်တို့ဆိုနိုင်ပါတယ်။အေဒီနီယာစုအစပိုင်းမှာကြီးမားတဲ့အပြောင်းအလဲတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပြီးတော့မှယူကရိန်းရဲ့အတူရှိမှုကိုပြောင်းလဲသွားစေခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကရောမအင်ပါယာကိုတော်လှန်တဲ့ဂျူးတော်လှန်ရေးတုံကူဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကတော့ AD 6680ခုနှစ်ဂျူတော်လှန်ရေးပြီးရင် AD 135 139ခုနှစ်တိတီတိုစစ်ပွေးနဲ့ AD 136 138ခုနှစ်တိဘာကိုဘာတော်လှန်ရေးတို့ဖြစ်ပြီးတော့မှဂျူးလူမျိုးတွေအများအပြားပါလက်စတိုင်းကနေထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အပြင်အများအပြားလည်းတည်ကြည်ခဲ့ရပါတယ်။အဲ့ဒီလိုတော်လှန်ရေးဖြစ်တဲ့အခါမှာခရီးရန်ဘာသာဝင်တွေကဂျူးဘာသာဝင်တွေနဲ့အတူဝင်ရောက်တိုက်ခိုက်ပေးခဲ့တာမျိုးမရှိတဲ့အတွက်ခရီးရန်နဲ့ဂျူးဆိုတာကတိခြားဘာသာဝင်တွေဖြစ်တယ်လို့သတ်မှတ်ခံခဲ့ရပါတယ်။ ယူတော်လင်ရေးမှာတော့ခရီးရန်တွေမပါဝင်ခဲ့တဲ့အတွက်သူတို့အနေနဲ့ထိခိုက်နေတာမှုတွေမရှိခဲ့ပါဘူး။ဒါပေမဲ့ AD 200စုနဲ့300စုတွေတခြားမှာအစီအနေတွေပြောင်းပြန်ဖြစ်တော့ခဲ့ရပါတယ်။အဲ့ဒီကာလမှာတော့ခရီးရန်တွေကိုနှိပ်ကွက်ပြီးတော့မှယူတွေကတော့ဒီရောမရဲ့အာယုံဆိုင်မှုကနေလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့လည်းတစ်ခါတည်းရန်မှာတော့ဒီမနီခီယန်ဘာသာတရားကိုနှိပ်ကွက်တဲ့အခါမှာယူနဲ့ခရီးရန်တွေကိုပူတွင်းနှိပ်ကွက်ခဲ့တာမျိုးတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီ80ခုနှစ်မှာဒီဒုတိယဗိမာန်တော်ဖျက်ဆီးခံရခြင်းက ပါလက်စတိုင်းဒေသမှာရှိတဲ့ဂျူးအတိုင်းအဝိုင်းအမျိုးမျိုးချားမှာရှုပ်ထွေးမှုတွေကိုဖြစ်စေခဲ့ပါတယ်။ဗိမဲ့တော်ဖြည့်ဆည်းခံရတဲ့အတွက်ဇန်နုကဲတွေလိုဒီဂျူးအုပ်စုအများအပြားကွေပြောက်သွားခဲ့ရပြီးတော့မှပါဝါစီတွေကတော့သူတို့ရဲ့မူလယုံကြည်ရာဖြစ်တဲ့ကိုပိုင်လဲချောင်းပေါ်မှာဆက်လက်ရည်တည်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဂျူးဗိမဲ့တော်နဲ့ဆက်တွင်မှုမရှိတဲ့ဘာသာရေးအလို့တခုအဖြစ်တည်ရန်ဘီတွေရဲ့ထွန်းကားလာမှုကိုတွန်းအားပေးခဲ့ပါတယ်။အဲ့ဒီဂျူးအတိုင်းအဝိုင်းတွေများပြားလာတဲ့အခါမှာတော့ခရီးရန်ဘာသာကိုမှားယွင်းချောင်းပေါ်ပေါ်ထင်ထင်ဝေဖန်လာတာတွေရှိခဲ့ပါတယ်။ ဒါဂျူးဘာသာဝင်တွေဖက်ကပထမဦးဆုံးခွေထွက်လိုက်တာဖြစ်ပါတယ်။ခရီးရဲ့ဘတ်ချမ်းမှာလည်းတမန်တော်တွေဘာသာရေးယူဆချက်တွေနဲ့ဧဝံဂေလိတရားတွေဟာဒီဂျူးဘာသာနဲ့မတူကြောင်းယုံကြည်လက်ခံလာခဲ့ကြပါတယ်။ဒီအချိန်အတွင်းကခရီးရန်ခေါင်းဆောင်တချို့ဖြစ်တဲ့တရားဟောဆရာဒီမာစီယွန်လိုလူတွေဟာခရီးရန်ယုံကြည်မှုနဲ့ဂျူးဆန်းတွေမှုမှန်သမျှကိုညှင့်ပေးဖို့စူးစမ်းခဲ့ပြီးတော့မှဟေဘရီကျမ်းစာပေါ့နော်တနည်းအားဖြင့်ဒီဟေဘရူးကျမ်းစာတာမှမဟုတ်ဓမ္မဟောင်းကိုခရီးရန်ကျမ်းခံရဲ့အစိပ်ပိုင်းအဖြစ်အတိမတ်ပြုခြင်းကိုရှုတ်ချခဲ့ပါတယ်။ ဟီဘရုကျမ်းစာတွေထဲမှာရေးသားထားတဲ့ဖျားသခင်ရဲ့ဇယိုက်လက္ခဏာကအပြည့်ပေးတတ်တဲ့သဘောရှိနေပြီးတော့မှခေတ္တခရီးရဲ့ယူဆချက်တွေကတော့ရှင်းရှင်းမြတ်တာကိုဖော်ညွှန်းတဲ့သဘောတရားတွေရှိနေပါတယ်ဆိုပြီးတော့မှပြောဆိုချက်တွေလည်းရှိလာပါတယ်။ဒါကလည်းဂိုင်းတစ်ခုကွေပြတော်တဲ့အခါမှာတယောက်နဲ့တယောက်တိုက်ခိုက်ကြတဲ့ပုံစံဖြစ်နိုင်ပါတယ်။အဲ့ဒီရှင်ကာလအတွင်းမှာဒီအစာခရီးရဲ့ဝေဖန်ရေးပညာရှင်တွေကအစာထိုးခရီးရဲ့ယူဆကိုအလေးပေးခဲ့ကြပါတယ်။ဓမ္မတိကျမ်းဒီပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ဖျားသခင်နဲ့ဒီ ဣသရေလလူမျိုးတွေရာမှာရှိတဲ့ဓမ္မဟောင်းကျမ်းမလို့အတော်ဘူးဆိုတဲ့အယူအဆကိုမြင့်တင်ဖို့လုပ်ခဲ့ကြတာပါဒါပေမဲ့ဒီဣသရေလလူမျိုးပေါ့နော်တနည်းအားဖြင့်ဂျူးလူမျိုးတွေကိုယုံကြည်ကြတဲ့သူတွေကတော့ဂျူးဥပဒေသားနဲ့ခရစ်ယာန်ဥပဒေသားတွေကိုပေါက်ဆက်လက်ခံခဲ့ကြပါတယ်ဒီအုပ်စုတွေကသခင်ယေရှုကိုကေတန်ရှင်အဖြစ်လက်ခံကြပေမဲ့လည်းဖျားသခင်နဲ့အတူတူပေါ့နော်တနည်းအားဖြင့်ဒီဖျားသခင်နဲ့တသားတွေဖြစ်တယ်လို့သူတို့လက်မခံခဲ့ကြပါဘူးခရစ်ယာန်တွေကတော့သခင်ယေရှုဟာဖျားသခင်ကိုယ်တိုင်ဖြစ်တယ်လို့လက်ခံယုံကြည်ကြတာပါအဲ့ဒီ user ချက်တွေကြောင့် ရမ်ဘီဂျူးတွေနဲ့ခရီးရန်ချာမှာပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကာလတွေမှာတော့အမျိုးမျိုးသောအုပ်စုတွေရှိနေပြီးတော့မှယုံကြည်မှုတွေလည်းရောထွန်းနေကြပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီလိုရောနှောယူဆချက်တွေပြောက်ကွယ်တော့ပြီးတော့မှခရီးရန်ယူဆချက်ကတက်တက်ဂျူးဘာသာယူဆချက်ကတက်တက်ဆိုပြီးတော့မှခွဲထွက်တော့ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဖြည့်ဆည်းခံရပြီးတဲ့နောက်မှာတော့ဘာသာနှစ်ခုရဲ့ယက်တီချက်တွေကလည်းအများကြီးကွဲလေတော့ခဲ့ပါတယ်။သူတို့ရဲ့တန်ရှင်းတဲ့ဘိမ့်မဲ့တော့ဆုံရှုံတော့ပြီးတဲ့နောက်မှာဂျူးအတိုင်းဝိုင်းဟာသူတို့ရဲ့ယုံကြည်မှုရဲ့အဒီ ဝိညာဉ်ရေးရာအဓိကအဆက်အဖြစ်ဒီရန်ဘီတွေကိုအားကိုးလာကြပါတယ်ဒီရန်ဘီတွေဟာကဘာအနှဲမှာရှိတဲ့ဂျူးဘာသာဝင်တွေကိုဖယားသခင်ရဲ့ပြည့်ညက်တော်တွေလိုင်းနာကြဖို့သာပြောဆိုခဲ့ပါတယ်အရင်တုန်းကရှာမဲခဲ့တဲ့ဒီဖယားသခင်ရဲ့ပြည့်ညက်တော်တွေကိုလက်ရှိခရစ်ယာန်တွေကတော့အလုံးစုံလိုင်းနာစရာမလိုပါဘူးသခင်ယေရှုရဲ့ကေတင်ခြင်းကြောင့်အပြည့်ကနေကေတင်ခြင်းခံရတယ်ဆိုတဲ့အယူအဆကဒီဂျူးဘာသာဝင်တွေရဲ့ပြည့်ညက်တော်တွေကိုအလုံးစုံလိုင်းနာရမယ်ဆိုတဲ့အယူအဆနဲ့လုံးဝကွဲထွက်သွားခဲ့ပါတယ် ဂျူဘာသာဝင်တွေကခရီးရန်တွေကိုကေးရေးရှုပ်ချတာမျိုးပြုလုပ်ကြပါတယ်။ဥပမာအနေနဲ့ဒီရမ်ဘီဂျူဘာသာရဲ့အရှိန်ဖြစ်တဲ့ဒီတာလ်မွတ်ထေကစာသားတချို့မှာဂျူးယုံကြည်မှုရဲ့တန်ရှင်းစင်ကြယ်မှုကိုအပြိုစင်အမျိုးသမီးတွေရဲ့တန်ရှင်းစင်ကြယ်မှုနဲ့နှိုင်းယှဉ်ပြီးတော့မှခရီးရန်ယုံကြည်မှုတွေကိုပြည်တစားနဲ့နှိုင်းယှဉ်ထားပါတယ်။ဒါကြောင့်ဂျူးဘာသာဝင်တွေကဒီခရီးရန်ဘာသာဝင်တွေကိုလုံဝခါခါတီတီငင်းပေတယ်ဆိုတာကိုမြင်တွေ့လို့ရပါတယ်။ဒါပေမဲ့လည်းခရီးရန်တွေကတော့ကျန်းစာမှာပါရှိတဲ့ဖျားသခင်ရဲ့လူတွေဖြစ်တဲ့ ဣသရေလပေါ့နော်ဣသရေလတွေအကြောင်းကိုကျမ်းစာထဲမှာဆက်လက်ဖော်ပြထားပြီးတော့မှနောက်ဆုံးသောကာလမှာသူတို့ပါဝင်မဲ့အရှင်တွေကိုလည်းယုံကြည်လက်ခံထားကြပါတယ်ခရီးရန်ဘာသာမှာတော့လူမျိုးပေါင်းစုံပါဝင်လို့ရပါတယ်ကီတန်ရှင်ခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းကခရီးရန်ဖြစ်ခွင့်ရပါတယ်ယူဘာသာကိုကိုးကွယ်ကြတဲ့သူတွေကတော့ဣသရေလလူမျိုးတွေသာဖြစ်ကြပါတယ်ဒါကြောင့်လူမျိုးပေါင်းစုံပါဝင်ခွင့်ရတဲ့ခရီးရန်ဘာသာကပို့ပြီးတော့မှကြီးထွားလာခဲ့ပါတယ်ဓမ္မဟောင်းကျမ်းစာမှာဖော်ပြထားတဲ့ဣသရေလလူမျိုးတွေကခရီးရန်တွေရဲ့တပိုင်းကြောင့်မှဆက်လက်ပါဝင်နေမှာဖြစ်ပြီးတော့မှ ယူဘာသာဝင်တွေကတော့ခရီးရန်တွေကိုအတိအမှတ်ပြုမှာမဟုတ်ပါဘူး။ဒါကလည်းဘာသာနှစ်ခုဝေးကော်သောစေတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။ဥပမာအနေနဲ့ဒီ AD 100စုကနေ200စုအတွင်းမှာဘာသာရေးကောင်းဆောင်ဒီ Eganishev ကဒီဥပုံလေးကိုစနေနေ့မတက်မတ်တော့ပဲတင်းငွေနေနေ့ဒီဖျားသခင်လေးကိုဥပုံလေးအဖြစ်သတ်မှတ်ဖို့ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။ဒါကတော့ခရီးရန်နဲ့ဂျူးယုံကြည်မှုကြာကမတူညီမှုကိုပြသဖို့ပြောင်းလဲပြင်ဆင်ခဲ့တာပါ။ခေတ်သစ်ပညာရှင်တွေကဒီခရီးရန်ဘာသာဟာမူလဒီဧဝံဂေလိကျမ်းတွေမှာ ကျူးဘာသာကိုအစာထိုးဖို့ရည်ရွယ်ထားတာလားဆိုတာကိုအငင်းပေါနေကြပေမဲ့နောက်ပိုင်းဒီခရီးရန်အတိုင်းဝိုင်းတွေကကျူးဘာသာနဲ့ပတ်သက်ပြီးတော့မှမကောင်းတဲ့ယုံကြည်ချက် တချို့ကိုထုတ်ဖော်ခဲ့ကြပါတယ်။ဥပမာအဖြစ် AD 300စုနဲ့400စုမှာဂျွန်ခရစ်ဆော့စတန်ကယူဖျားရှိခိုးចောင်းတွေကိုလည်းတော်တဲ့ခရီးရန်တွေကိုဆန်းကျင်ရေးဝါဒသုံးပြီးတော့မှဆွဆွေချက်အများအပြားပြုလုပ်ခဲ့ပါတယ်။ဒီနေ့နေမိတ်တွေနှစ်ဖက်စလုံးမှာခိုင်မာလာပြီးတော့မှခရီးရန်ဘာသာကပို့ပြီးတီမြဲလာတာနဲ့အမျှဒီခရီးရန်တွေဟာအရှိမြေတွေပင်နေမှာတဖြစ်ဖြစ်နေပါလာခဲ့ကြပါတယ်။ ။ဒါကြောင့်စိတ်ဝင်စားဖို့ကောင်းတဲ့ဒီ EB United မှာမဟုတ်ဒီ Iki Side Gang Gue တွေဟာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့ပထမအုပ်စုဖြစ်တဲ့ဒီ EB United က Arabia မှာအဆုံးသတ်ပြီးတော့မှအစောပိုင်းအစ္စလမ်ဘာသာကိုဩဇာလွန်မိုးခဲ့ပြီးတော့ဒုတိယအုပ်စုဖြစ်တဲ့ Iki Side ကဒီ Maniki Water စတင်ဖြစ်ပေါ်လာတဲ့ Gang Gue ဖြစ်နိုင်ပါတယ်။အဲ့ဒီ300စုနဲ့အဲ့ဒီ400စုတွေမှာ Korean ဘာသာနဲ့ Jew ဘာသာတို့ဟာတစ်ခုနဲ့တစ်ခုကွေးပြားတဲ့ဘာသာနှစ်ခုဖြစ်ကြောင်းပုံမပေါ်လွင်လာခဲ့ပါတယ်။ ဒါအပြင်ဒီအဲ့ဒီရာစုတွေအတွေ့မှာယောမအင်ပါယာရဲ့နိုင်ငံရေးတိုးတက်ပြောင်းလဲမှုဟာယူနီခရီးယံပုံမဝေးကော်တော့စေခဲ့ပါတယ်။ယောမအင်ပါယာကခရီးယံဘာသာကိုလက်ခံကျင့်သုံးခြင်းဟာခေတ်တစ်ခုရဲ့ဒီအစားမတ်တစ်ခုဖြစ်လာခဲ့ပါတယ်။အီဂရီဒီကွန်စတန်တင်ကခရီးယံယုံကြည်မှုကိုတရားဝင်ဖြစ်စေခဲ့တဲ့အတွက်ယူဘာသာယုံကြည်မှုနဲ့ခရီးယံဘာသာကိုယ်ကွယ်မှုကိုခွဲထုတ်ခဲ့တယ်လို့ဖြစ်ခဲ့ပါတယ်။သူရဲ့ဒီခရီးယံအပေါ်မှာယုံကြည်မှုကအတော်လေးကိုထင်ရှားခဲ့ပေမဲ့သူကယူဘာသာယုံကြည်မှုကိုဘလို့သဘောထားတယ်လဲဆိုတာကတော့ ိတိကျကျမတိကြရဘူးလို့တမိုင်းပညာရှင်တွေကဆိုကြပါတယ်။ခရီးရန်ဘာသာအကောင်းလာတာနဲ့အမျှဂျူးဘာသာအပေါ်မှာပုံမူပြီးတော့မှကန့်သက်လာခဲ့ပါတယ်။ဂျူးအတန်းဝိုင်းအတွင်းမှာဒီရန်ဘီကောင်းဆောင်မှုပုံမူခိုင်မာလာခဲ့ပြီးတော့မှဂျူးဘာသာကိုခရီးရန်ဘာသာနဲ့ကွေပြားစေတဲ့ထူးခြားသောအလေးအထားတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမဲ့ဘာသာတစ်ခုကြားအပြင်အလှန်လွှမ်းမိုးမှုတွေရှိနေစေဖြစ်ပါတယ်။ဥပမာအဖြစ်ဒီကာတစ်မြို့မှာခရီးရန်နဲ့ဂျူးပညာရှင်တွေကအရှင်ချင်းရင်းရင်းနှီးနှီးဆက်ဆံခဲ့ကြပါတယ်။အကြောင်းကားတော့ဒီရုပ်ထုအစင်တူကိုးကွယ်မှုကိုရှုတ်ချရမှာ ဂျူယော့ခရီးရံပါဒီသဘောထားချင်းတိုက်ဆိုင်လို့ဖြစ်ပါတယ်။ဒါအပြင်ဒီရှင်းဟောင်းသူတေသနာလေးလာမှုတွေအရာ300စုနဲ့400စုအတွင်းယောမပြည်နယ်ဖြစ်ခဲ့တဲ့ဒီပါလက်စတိုင်းဒေသမှာခရီးရံဖျားကြောင်းတွေတိစောက်မှုမြင့်တက်လာတဲ့အချိန်မှာဂျူဖျားကြောင်းတွေဆက်လက်တိစောက်ခဲ့တာကိုတွေ့ရပါတယ်။ဒါတွေကိုကြည့်မဲ့ဆိုရင်အဲ့ဒီကာလတွေအတွင်းမှာခရီးရံနဲ့ဂျူအတူတကောလက်တွဲနေထိုင်ခဲ့တဲ့ဆိုတာကိုတော့ပြောလို့ရပါတယ်။ဂျွန်ခရစ်ဆော့စတန်ရဲ့ဒီမှတ်ချက်တွေအရာအဲ့ဒီကာလနှောင်းပိုင်းအချိန်အထိယူကရိန်းရဲ့ဒီပေါင်ဆဲမှုအရှုပ်ဆက်လက်တည်ရှိနေကြောင်းကိုသိလို့ရပါတယ်။ ဒါပေမဲ့အဲ့ဒီကာလအတွင်းမှာ Junicrean ဘာသာတွေဟာတိကျဘာသာတွေအဖြစ်ရက်တည်လာတာကိုကျွန်တော်တို့ညင်းလို့မရပါဘူး။ဆောက်ရစုနဲ့ဒီခုနှစ်ရာစုမှာတော့ဒီအာဗြဟံကိုယုံကြည်တဲ့တနည်းအားဖြင့်ဒီအာဗြဟံကနေဆင်းသက်လာတဲ့ဘာသာတရားတစ်ခုထည့်မဲ့ပြီးတော့မှပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒီဘာသာတရားကတော့အစ္စလမ်ဘာသာဖြစ်ပြီးတော့မှဖန်ဆင်းခြင်းဘုရားသခင်ကိုယုံကြည်တဲ့ဝါဒဖြစ်ပါတယ်။ဒီခရစ်ယာန်တွေကဂျူးတွေကိုဆင်းခြင်မှုပြုလုပ်နေတဲ့အချိန်မှာနောက်ထပ်ဘာသာတရားတစ်ခုပေါ်ထွက်လာတာကဂျူးတွေအတွက်စိတ်သက်သာရာရရှိစေခဲ့ပါတယ်။အစ္စလမ်ဘာသာရဲ့ရှင်းထွင်မှုတွေက အရှေ့ဒေသအနီးမှာကြီးထွားလာခဲ့ပါတယ်။ဒါပေမဲ့အစ္စလမ်ဘာသာဝင်တွေကလည်းဂျူးနဲ့ခရစ်ယာန်ဘာသာဝင်တွေကိုကျင့်ကြံပိုင်ဆိုင်တွေပေါ့နော်ဒီ people of the world လို့ခေါ်ဆိုခဲ့ကြပါတယ်။ခေတ်တွေကြာလာပြီးတဲ့နောက်မှာတော့ခရစ်ယာန်နဲ့ဂျူးဆိုတာက လုံးဝမတူညီတဲ့ဘာသာနှစ်ခုအနေနဲ့ခိုင်မာစွာယက်တီလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီဂျူးနဲ့ခရစ်ယာန်အတိုင်းဝိုင်းဆိုတာကလုံးဝမတူညီတဲ့အတိုင်းဝိုင်းနှစ်ခုဖြစ်တော့ခဲ့ပါတယ်။ဂျူးတွေကတော့ဒီကဘာအလီမှာတင်းနေပြီးတော့မှခိုင်မာတဲ့အတိုင်းဝိုင်းတစ်ခုအနေနဲ့ယက်တီနေပါတယ်။ခရစ်ယာန်ဘာသာကတော့ကဘာအနှံ့ကိုပြန်ထန်သွားတဲ့ဘာသာတရားဖြစ်တော့ခဲ့ပါတယ်။ နှစ်ခုစလုံးကအစ္စလာမ်ဘာသာအပါအဝင်ဒီအခြားဘာသာတွေရဲ့ယုံကြည်မှုဖြစ်တဲ့ဒီအာဗြဟံကိုတော့တူညီစွာယုံကြည်လက်ခံကြပါတယ်သူတို့တွေဟာမတူညီတဲ့ဘာသာတွေဖြစ်တယ်လို့ညှင်းခုန်နေကြမယ်ဆိုရင်တော့မှတူညီတဲ့ကဗျာလေးတပုတ်ကိုတော့အတူတူရက်ဆိုကြတာကိုတွေ့ရမှာပါအဲ့ဒါကတော့ဒီရှောလမုန်တရှင်အခန်းကြီး၈အခန်းငယ်၆မှာဖော်ပြထားတဲ့ဒီကဗျာလေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကိုအဆုံးသတ်တဲ့အခါမှာတော့ဒီအရင်ဗီဒီယိုတွေရဲ့အဆုံးသတ်တဲ့မတူပဲတမန်ကျမ်းစာတွေကဖော်ပြထားတဲ့စာပိုင်းလေးကိုကျွန်တော်ရွေးပြရင်းနဲ့အဆုံးသတ်ပေးပါမယ် ီစာပိုင်းလေးကတော့ဒီဆော်လမုန်တရှင်တဲ့ကစာပိုင်းလေးဖြစ်ပါတယ်ဒီစာပိုင်းလေးရဲ့အထိပ္ပာယ်ကတော့အကျွန်ုပ်ကိုကိုရောဤနှလုံးပေါ်မှာတစိမ့်ခတ်တော်မူပါလက်ယုံတော်ပေါ်မှာတစိမ့်ခတ်တော်မူပါအကြောင်းမူကားမေတ္တာသည်တေခြင်းနဲ့အမျှတကူကြည့်ပါ၏ခင်မိုးကိုမယုံသောစိတ်တော်သည်မရဏနိုင်ငံနဲ့အမျှခတ်ထံပါ၏ဆိုတဲ့အထိပ္ပာယ်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာဗီဒီယိုကလည်းကျွန်တော်မိတ်ဆွေတွေဘုဟုသုဒ္ဓရရရှိတော်လိမ့်မယ်လို့မျှော်လင့်ပါတယ် ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှထင်မြင်ယူဆချက်တွေကို comment မှာ share ပေးတော့ခဲ့ပေါ်လဲတောက်ဆိုပါရစေ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြကြအောင်ပါ